နောက်ထပ်ရခိုင်သတင်းတစ်ပုတ်အနေနဲ့ကတော့နေရပြင်ရခိုင်စစ်ပီးရှောင်း၁၂ယောက်ဟာ မကွေးတိုင်းအထက်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ဖမ်းဆီးခံလိုက်ရသူတွေကတော့ရခိုင်ပြည်အန်ဒီတာခန့်အမျိုးသမီး၄ယောက်နဲ့အမျိုးသား၈ယောက်တို့ဖြစ်ကြပါတယ်။ပြီးခဲ့တဲ့မလ30ရက်နေ့ကမကွေးတိုင်းမင်းတုံမြို့နယ်ပပန်းရောင်ရွာအနီးလမ်းမှာပတန်းဆောင်ကုတ်တက်ကစစ်ကြောင်းထိုးတဲ့အင်အား200ပါစစ်ကြောင်းကနေဖမ်းဆီးသွားတာဖြစ်တယ်လို့ငဖေးဒေတာခန့်အမျိုးသားတယောက်ကနရီစရာသတင်းဌာနကိုပြောပါရတယ်။ မင်းဘူးဖက်ကနေစစ်ဆောင်ပြီးစားစရာကုန်ပစ္စည်းတွေနဲ့ရခိုင်ကို ပြန်တဲ့အချိန်မှာဖက်စီခံလိုက်ရတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်ဖက်စီခံရသူတွေကတော့နိုင်ငံသားစီစီရေးကပြအမှတ်၁၁မြင်းဆောင်ကင်ဆောင်တာကတကြောင်ကုန်ပစ္စည်းတွေကိုအရခတ်တတော်စီရောက်မှာကိုစိုးရင်သားကတကြောင်အကြောင်းပြချက်တွေပြကဖန်ဆီတာဖြစ်နိုင်တယ်လို့ပဒန်းဒေတာခန်တွေကပြောဆိုကြပါရယ် ရခိုင်နယ်နေရပြန်ရင်သူတို့တွေရဲ့တည်င်းတွေ EA နဲ့တော်လန်ရေးတပ်ဖွဲ့တွေစီရောက်သွားမှာကိုကြောက်လို့အခုလိုဖမ်းဆီးတာဖြစ်နိုင်တယ်လို့လဲမိသားစုဝင်တွေစီကနေသိရပါတယ်။မကွေးတိုင်းဒေသကြီးမှာဖမ်းဆီးခံရသူတွေကတော့ပဒန်းဆောင်ကောအမြောက်တပ်တွေမှထိမ့်သိမ်းခံထားရတယ်လို့လဲသိရပါတယ်ရှင်။